Hello guys အားလုံးပဲမင်္ဂလာပါကျမဒီနေ့ကြည့်ပေးမှာတော့အမ်တင့်ရဲ့အနာဂတ်အိမ်အောင်ဘတ်ပေါ့နော် future spot ကဘယ်တော့တွေ့မှာလဲဘယ်ချိန်တွေ့မှာလဲဆိုတာလေးကိုကြည့်ပေးမယ်နော်အဲ့တော့စလိုက်ကြမယ်နာကအင်နံပါတ်ကိုမဲချိန်မှာစတင်လို့ Oh my god တိုင်းလိုက်ကိုပြုတ်ကြလာပါလားလုံးဝမပြန်ရရင်ဖြစ်မလဲ shuffle ်တင်ရတဲ့စုံတစ်ခုကို အစဉ်ပြေအောင်စူးစမ်းနေတဲ့ချိန်ပေါ့နော်အ move on မယ်ပေါ့ကိုရဲ့ ace ကို move on မယ် solution နဲ့အ ace ကို move on နေတဲ့အချိန်မျိုးလို့လည်းပြောလို့ရတယ်အမ်စပြီးတော့မှ အလုပ်စူးစမ်းမယ်ဆိုလို့ရှိရင်လည်းစပြီးတော့မှအလုပ်စူးစမ်းပါတော့မယ်ပေါ့ energy ခွန် energy အပြည့်နဲ့ပေါ့အင်အားအပြည့်နဲ့ပေါ့နော် အလုပ်စူးစမ်းမယ်ဆိုပြီးတော့မှစတင်နေတဲ့အချိန်မျိုးမှာ future spouse နဲ့တွေ့ရမျိုးပေါ့နော်။သင်ရဲ့အနာဂတ်အိမ်ဆောင်ဘက်နဲ့တွေ့ရမျိုးဖြစ်နိုင်တယ်။ညာသစလလပြောရှင်ရဲ့အချိန်မျိုးအာ HD buy ဆိုလို့ရှိရင်လည်းပေါ့နော်လုံးဝ move on ပြီးသွားပြီစိတ်ဆင်းရဲနေတဲ့အချိန်ကိုယ်ရည်စားနဲ့ပြတ်ထားတယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲတဲ့အချိန်ဝမ်းနေတဲ့အချိန်ကကုံဆုံးသွားပြီးရောမှာပေါ့နော် ကုံဆုံးသွားပြီးတော့မှရည်စားမရှိရလဲကောင်းပါတယ်ပေါ့ရည်စားမရှိရလဲကောင်းပါတယ်တယောက်တည်းလွတ်လပ်တယ်ပေါ့တယောက်တည်းနေရပိုရောင်ပျော်သေးတယ်ပေါ့အဲ့လိုမျိုးစိတ်ထဲမှာခံယူနေတဲ့အချိန်ပေါ့နော်ပြီးတော့ရင်တင်ရလဲပေါ့အော်ငါရဲ့ future spark ကိုဘယ်ချိန်မှန်းတွေးနိုင်မလဲပေါ့ဘယ်ချိန်မှန်းတွေးနိုင်မလဲဆိုပြီးတော့မှစောင့်ဆိုင်နေတဲ့အချိန်ညာစောင့်ဆိုင်နေတဲ့အချိန်မျှော်လင့်နေတဲ့အချိန်မျိုးနော် အဲ့တော့ကျွန်မပြပြမယ်ပင် future spot ကိုဘယ်ချိန်စပြီးမှတွေ့မှာလဲလို့ပြတဲ့အခါမှာပထမဆုံးအနေနဲ့သင်ကအလုပ်စူးစမ်းတာပဲဖြစ်ဖြစ်အတခုခုပေါ့နော်အားပြင်းအင်ပြင်းနဲ့လှုပ်ဖို့ပေါ့နော်အားပြင်းအင်ပြင်းနဲ့လှုပ်ဖို့စတင်နေတဲ့အချိန်ဖြန့်ပြင်းနေတဲ့အချိန်စတင်နေတဲ့အချိန်အဲ့ဒီအချိန်မှာဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့သင်အစည်းစားနဲ့ပြတ်သွားတယ်အသေးကွဲသွားပြီးသွားလို့ရှိရင်လည်းအဲ့ဒီအသေးကွဲတဲ့ state တွေပေါ့နော် state တွေအစင်းစင်းရနေကြောလွန်ပြီးနောက်ဆုံးမှာ လောက move on ဖြစ်ပြီးတော့တရားထဲနေရတာလွတ်လပ်တယ်။ဟီးစားမရှိရပိုကောင်းတယ်။အဲ့လိုမျိုးစဉ်းစားဆုံးဖြတ်နေတဲ့အချိန်မှာဒီအဖြစ်နိုင်တယ်။စဉ်းစားဆုံးဖြတ်ပြီးတော့မှအော်ဒါပေမဲ့ငါရဲ့အနာဂတ်အိမ်နောက်ရှင်ရဘယ်အမ်ဘသူများဖြစ်နိုင်မလဲ။ဘယ်လိုလောက်ဖြစ်နိုင်မလဲ။ဘယ်ချိန်မှလဲတွေ့နိုင်မလဲ။တစ်ဖက်မှလဲမျောလင့်နေ။နော်တစ်ဖက်မှာလည်းတရားထဲနေရတာကြိုက်တယ်အဲတစ်ဖက်မှာလည်းမျောလင့်နေတယ်နော်အဲမျောလင့်စောင့်စားနေတယ် အဲတကယ်လို့ manifestation ပေါ့နော် manifestation အဲလုံမယ် manifestation လုံတယ်ဆိုလို့ရှိရင်လည်းအဲ့လိုအချိန်အချိန်မှာပေါ့နော် တွေ့လာနိုင်တယ်။သင်အလုပ်ကြိုးစားတာပဲဖြစ်ဖြစ်ငွေကြေးတွေအဆင်ပြေလာတဲ့အချိန်မှာတွေ့လာနိုင်တယ်။အဲ့တော့အချိန်ကိုတော့ပြောပြီးသွားရင်ဆိုတော့နေရာလေးပြောမယ်နော်။အတော့နေရာကြည့်မယ်နော်။နေရာကနေရာလေနေရာအပြောင်းရွှေ့လုပ်တဲ့အချိန်မျိုး ဥမာအိမ်နေရာအပြောင်းရွှေ့လောက်တာပဲဖြစ်ဖြစ်နော်ကိုနေထိုင်တဲ့နေရာပြောင်းတာပဲဖြစ်ဖြစ်အလုပ်ပြောင်းတာပဲဖြစ်ဖြစ်ကိုလုံးတဲ့အလုပ်ပြောင်းတာပဲဖြစ်ဖြစ်နေရာပြောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ခရီးသွားတာပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးအချိန်မှာတွေ့နိုင်တယ်အဲ့လိုမျိုးနေရာမှာတွေ့နိုင်တယ်အဲ့တော့အချိန်ရကြတော့ဆိုပြောထားတဲ့အချိန်လေနေရာကြတော့နေရာအပြောင်းရွှေ့လောက်တဲ့အချိန်ပြောင်းလဲလောက်တဲ့အချိန်ပေါ့နော်နေရာဒေသ ပြောင်းလဲလုပ်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ခရီးသွားတဲ့အချိန်မျိုးမှာတွေ့နိုင်တယ်။အဲတော့ဘယ်လိုတွေ့မှာလဲနော်ဘယ်လိုတွေ့မှာလဲဆိုတာလေးကြည့်မယ်။ဘယ်တွေ့မှာလဲဆိုတော့ကိုကသူ့ဘောနော်တကယ်ဆုံးတစ်ခုကိုအကူညီတောင်းနေရမျိုး음ဒါမှမဟုတ်လို့ရှိရင်ကိုကိုကသူ့ကိုကူညီလိုက်တာမျိုးနော်။သူကကူညီကူညီမကူညီလို့ရှိရင်ကိုကကူညီတာမျိုးအဲ့လိုမျိုးနှစ်ခုလေးတစ်ခုဖြစ်နိုင်တယ်ပေါ့နော်။ အဲ့လိုမျိုးကနေပြီးတော့မှစပြီးတော့မှစကားပြောဖြစ်တာခင်မင်းရင်းနှီးသွားတာအဲ့လိုမျိုးဖြစ်နိုင်တယ်အဲနောက်တစ်ခုကကြတော့သူ့မှာကိုနဲ့စတည်တဲ့အချိန်မှာပေါ့နော်မပြီးပြတ်သေးတဲ့ relationship တစ်ခုစတည်တဲ့အချိန်နော်စတည်တဲ့အချိန်မှာမပြီးပြတ်သေးတဲ့ relationship တစ်ခု ရှိရမျိုးလဲဖြစ်နိုင်တယ်နော်ညအဲ့မှာစပြီးတော့မှတွေ့ဆုံကြမယ် နော်ကိုကသူ့ကိုအကူအညီတောင်းလိုက်တာမျိုးသူကကိုကိုအကူအညီတောင်းလိုက်တာမျိုးအဲအဲ့လိုချိန်မှာစပြီးရောမှာ တွေးကြမယ်နောက်တစ်ခုကဘယ်လိုစတွေ့မှာလဲဆိုချင်ညာနောက်တစ်ခုဖြစ်နိုင်တာပေါ့နော်အဲဥမာတငယ်ချင်းတွေပါလေနော်တငယ်ချင်းတွေပါစုံတဲ့အခါတွေ့တဲ့အခါနော်သွားပြီးတော့တူတူရှောက်လေတဲ့ခါကော့ပဲတွေပါတယ်ဒါပေမဲ့ကိုကမရှိဘူး အဲအဲ့လိုချိန်မှမျိုးပေါ့နော်အဲ့လိုချိန်မှမျိုးမှစပြီးတော့တွေ့တတ်တယ်နော်အဲသူများတွေပေါ့သူများရဲ့အတွေ့အကြုံပါနေတယ်ဒါပေမဲ့ကိုရောအဲကိုနဲ့သူနေရာတယောက်တည်းဖြစ်နေရမျိုးပေါ့တယောက်စီဖြစ်နေရမျိုးအဲ့လိုမျိုးချိန်လေးဒီမှာစတွေ့ရမျိုးအဲစတည်ရမျိုးဒါမျိုးဖြစ်နိုင်တယ် တချို့ကြတော့ချိန်ကြလဲပေါ့နော်တချို့ကြတော့လဲအမ်ဒီဝယ်တယ်ပေါ့ဝယ်တယ်မှာပေါ့သူတို့သားသူတို့သမီးအရန်မျိုးနဲ့ပေါ့အနည်းနဲ့ကိုကလှုပ်ရတဲ့အချိန်မှာပေါ့နော်အမ်တွေ့တာမျိုး သူနဲ့ကိုနဲ့စုံတာမျိုးတွေ့တာမျိုးအဲ့လိုတွေလည်းဖြစ်နိုင်တယ်နော်အဲ့တော့အချိန်တွေကနှစ်ခုဖြစ်နိုင်တယ်အမ်သူနဲ့ကိုနဲ့ကိုကသူ့ကိုအကူအညီပေးတာသူကကိုကိုအကူအညီပေးတာ အဲ့လိုမျိုးပြောင်းနေနေရပေါ့နော်တစ်ဖက်ဖက်ကကူညီပေးနေခင်သွားတာမျိုးတည်သွားတာမျိုးဖြစ်နိုင်တယ်။နောက်တစ်ချက်ကကြတော့တင်တော့စပြီးတည်ရဲ့အချိန်မှာသူ့မှာမပြတ်သေးတဲ့ relationship တစ်ခုရှိနေရမျိုးနော်။နောက်တစ်ခုကကြတော့အဲတငယ်ချင်းတွေပဲဖြစ်ဖြစ် စုံတဲ့ချိန်မှာကပယ်တွေစုံတဲ့ချိန်မှာအတွဲတွေစုံတဲ့ချိန်မှာအာသူ့တွင်ကိုနည်းနည်းရောက်တဲ့ကြံနေပြီးတော့မှအတိသွားတာမျိုးခင်းသွားတာမျိုးဒါမဟုတ်လို့ရှိရင်အဝယ်တင်နေပါတွေမှာတွေ့တာမျိုးသိတာမျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်เนาะတွေ့အဲ့ဒါစုံတွေ့ရမယ့်သဘောစပြီးတော့မှခင်ရမယ်စပြီးသိရမယ်ဆိုတဲ့ပုံစံမျိုး အဆလို့ရှင်ပေါ့နော်တိပြီးသွားလို့ရှင်သူနဲ့ကိုနဲ့တိပြီးသွားလို့ရှင်ဘလို state တွေကိုကြော်ဖြတ်ရမလဲဘလို step တွေကိုကြော်ဖြတ်ရမလဲဘလို chain တွေကိုကြော်ဖြတ်ရမလဲဆိုတာလေးကိုဆက်ကြည့်မယ်နော်အတော့ဘလို state တွေကြော်ဖြတ်ရမလဲဆိုတော့ the moon နော်အာပြတ်သွားပြီလားပေါ့နော်ပြတ်သွားပြီလားဒါမှမဟုတ်ရှင်လွန်ရဆူရတာမျိုးနော်အာနည်းနည်းလေး စိတ်ညစ်ရတာမျိုးပေါ့နော်အာပြတ်သွားပြီးအထင်နဲ့ပေါ့နော်ကိုယ်စိတ်ထဲမှာအာခံစားရပြတ်သွားပြီးအော်သူနဲ့ငါနဲ့ကတော့ပြတ်ပါပြီပေါ့အဲအလိုမျိုးလေးတွေးပြီးတော့မှဝမ်းနေရတာမျိုးစိတ်ညစ်ရတာမျိုးဒါမှမဟုတ်လို့ရှင်လေအာ distant ဖြစ်နေတဲ့အချိန်ပေါ့နော် distant ဖြစ်နေတဲ့အချိန်မှာအာ နေရဒေတာမတူတာဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုး distance ဖြစ်နေအကွာအဝေးတစ်ခုရှိအမျိုးဆိုလို့ရှိရင်လည်းအလွမ်းစွတ်တန်းတာနေရတာမျိုးလွမ်းနေရတာမျိုးဆွေးနေရတာမျိုးเนาะအဲ့လိုမျိုးလေးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့เนาะအဲတစ်ခါလေးကြလို့ရှိရင်ကိုယ်စိတ်မပါပဲနဲ့ပေါ့เนาะကိုယ်စိတ်မပါပဲသူ့ရဲ့ခေါ်ဆောင်ရနောက်ကိုအဲလိုက်ရတာမျိုးပေါ့เนาะကိုယ်စိတ်မပါပဲနဲ့သူ့ကို ။အိုးသူ့ကိုလိုက်လျောပေးရတဲ့အခြေအနေမျိုးပေါ့နော်။အဲ့လိုမျိုး state မျိုးလေးပေါ့နော်။ဒီထဲမှာလေ water sign လေးတွေဖြစ်ဖြစ်မလားပါမလားမသိဘူးနော်။ water energy လေးတော်တော်များများတွေ့ရတယ်။ဒီထဲမှာလေဟို distance လေးတွေရှိမှာနော်။တရားနဲ့တရားအကွာအဝေးလေး ADRS လေးတွေဖြစ်ပေါ်များတယ်။ဒါပြီးအစောကပြောထားသလိုပဲကိုယ်ခရင်းသွားရင်လည်းတွေ့တာမျိုးပေါ့နော်။အဲ့လိုမျိုးတွေပါလေဖြစ်နိုင်တော့ချင်ရလေ။နေရာဒေသတစ်ခုပဲဖြစ်ခီးသွားပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်။ နေရဒေတာမတူညီရမျိုးကိုနဲ့သူနဲ့တွေ့ပြီးမှပဲနေရဒေတာတွေအပြောင်းလဲဖြစ်သွားတာမျိုးဒါမျိုးလည်းဖြစ်နိုင်တယ်နော်အဲကြတော့သူကလည်းတနေရပေါ့နော်သူနေတဲ့နေရတနေရကိုနေတဲ့နေရတနေရအဲသူကလည်းဒီဘက်မှာလွမ်းဆွတန်တာပြီးရောမှာငေးကြည့်နေရတာမျိုးနော်ကိုကလည်းဒီမှာလွမ်းဆွတန်တာပြီးရောမှာခံစားနေရတာမျိုးလေးတွေ့တယ်ပြီးတော့ အာသူကပေါ့နော်ကိုကိုနဲ့တူတူအချိန်တိတ်ပြီးတော့မှမပေးနိုင်ဘူးပေါ့နော်တနည်းအားဖြင့်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ဖြစ်အချိန်မပေးနိုင်ဘူးဆိုကိုသုံးမို့ပေါ့နော်ကိုသုံးမို့တငယ်ချင်းလေးတငယ်ချင်းလေးနဲ့ပြောဖို့ကိုသူကနေလှမ်းပြီးတော့မှပေါ့နော် LDS ဖြစ်တဲ့ဒီထဲမှာ LDS ပုံစံမျိုး energy တော်တော်များတယ်နော်အဲ့တော့ အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကမရှိပေးနိုင်တဲ့အတွက်ကိုပြောအောင် तू ကကိုရဲ့အနီးနားမှာရှိရဲ့လူတွေနဲ့ကို enjoy လုပ်နိုင်အောင်ပေါ့နော်ကိုငွေကြေးလေးတွေပို့ပေးရမျိုးပေါ့နော်အဲ့လိုမျိုး state လေးတွေတွေ့ရနော်အဲ့နောက်တစ်မျိုးကကြတော့ तू နဲ့ကိုနဲ့ကြားမှာပေါ့နော် तू နဲ့ကိုနဲ့ကြားမှာ um family တွေကသဘောမတူရမျိုးပေါ့နော် family တွေကနည်းနည်းအဲသူတို့နှစ်ယောက်ကို ဒီလူနှစ်ယောက်ကိုပေါ့နော် distance တစ်ခုကိုဖြစ်စေရမျိုးပေါ့နော်အဲ့လိုမျိုးလမ်းတွေ့တယ်နောက်ထပ်ဘလို state တွေကြုံတွေ့ရဖို့ရှိတယ်ပေါ့နော်ဘလို step တွေဘလို့အခြေအနေပေါ့နော် state တွေကြုံတွေ့ရဖို့ရှိတယ်ဆိုတော့ तू ကအလုပ်စူးစမ်းမယ်နော်ကိုအတွက်ပဲဖြစ်နိုင်တယ်နော် maybe ကိုအတွက်ဖြစ်နိုင်တယ်ကိုရင်းနီးရဖို့နီးစရာဖို့ အဲတင့်ကိုလှလှပပပြပြရှူရှူလေးထားနိုင်ဖို့နော်အဲ့လိုမျိုးအတွက်သူအလုပ်တွေစူးစမ်းမယ်တင်ရလဲတစ်ဖက်မှာအာအလုံးလေးစူးစမ်းလိုက်ပေါ့နော်သူအေးစစလေးနေလိုက်ပေါ့အဲ့လိုမျိုးလေးပေါ့နော်သူ့ကိုပြပြမျောလင်းစောင်းစားရင်းနဲ့ပေါ့နော်အဲ့လိုမျိုး ADIS ပုံစံမျိုးလေးပေါ့သူကလည်းအလုပ်တွေစူးစမ်းမယ်အာကိုကိုပြောရှင်းအောင်ထားနိုင်ဖို့ ကိုကလည်းပြပြအဲလွလွလပြပြရှိရှိအဲနေမယ်အဲပြီးတော့လို့ရှိရင်အလုပ်လေးအလုပ်လေးတွေစူးစမ်းမယ်ကိုကလည်းကိုအေးစစ်စစ်လေးအမ်တခြားပေါ့နော်ပြောချင်တာကတော့ LDS တွေဖြစ်တယ်ဆိုလဲသစ္စာရှိရှိနဲ့ချက်ကြမဲ့ပုံစံမျိုးပေါ့သူကလည်းအလုပ်လုပ်တယ်ကိုကလည်းအလုပ်လုပ်တယ်နော်အဲ့လိုမျိုးဒီရည်ရချက်ချင်းကတူတာမျိုးပေါ့နော်ရည်ရချက်ချင်းတူတာမျိုး သူလှုပ်လှုပ်တယ်ကိုလှုပ်လှုပ်တယ်ဆိုတာမျိုးကအာနှစ်ယောက်သား အညီညီမြမြလေးဖြစ်နေရဘူးပေါ့နော်။သူကလည်းလှုပ်ကြိုးစားရတဲ့လူဖြစ်နိုင်တယ်။ကိုကလည်းလှုပ်ကြိုးစားရတဲ့လူဖြစ်နိုင်။ဆောပြောတယ်လိုမျိုးပေါ့နော်။အာမိမတွေကဆောတကယ်လို့ပေါ့နော်။ဒီ family တွေကပဲဖြစ်ဖြစ်သဘောမတူကြတာပဲဖြစ်ဖြစ်ပေါ့နော်။အဲဒီမိသားစုပိုင်းဆိုင်ရာမျိုးအနောက်ရှက်ရှိနေရာမျိုးပဲဖြစ်ဖြစ်ပေါ့နော်။အဲဒီနေရာတွေကတစ်ချိန်ကျလို့ရှိရင်ပြီးဆုံးသွားမယ်ပေါ့နော်။တစ်ချိန်ကျလို့ရှိရင်အာပြီးဆုံးသွားမယ်။ ဆိတ်ညက်စရာရှိရဲ့ဟာလေဆိတ်ညက်စရာရှိရဲ့အချိန်လေးတွေကုံဆုံးသွားမယ်ပေါ့နော်ဆိတ်ညက်စရာရှိရဲ့အချိန်လေးတွေအာကုံဆုံးသွားမယ်ကုံဆုံးသွားမယ်ဒီမှာလေသူဆိတ်ညက်ခဲ့ရတဲ့အချိန်လေးရှိရဲ့ဆိတ်ညက်ခဲ့ရတဲ့အချိန်လေးအာကုံဆုံးသွားပြီးတော့ဒီမှာအေးစစ်စစ်လေးကျင်းနဲ့တော့ပေါ့နော်သူကလည်းအရှင်တော်ကအဲဒီမှာငေးမိုင်ဆောင်းဆိုင်ပြီးတော့မှလေငေးမိုင်ဆောင်းဆိုင် ပြီးတော့မှစိတ်ညစ်နေရတဲ့ နေရာနေပြီးတော့မှာပေါ့နော် kind of salt နော် kind of salt ကနေပြီးတော့ kind of cup အေးစစ်နေနေရတဲ့အချိန်ပေါ့နော်ကြည်နပ်ရတဲ့အချိန်မျိုးလေးရောက်လာလိမ့်မယ်အပြီးတော့ temperance တဲ့နောက်ပေါင်းစီရမယ့်အချိန်ကို ရောက်လာမယ်ပေါ့နော်တဲ့နောက်ပေါင်းစီရမယ့်အချိန်ကိုအာရောက်လာမယ်တဲ့နောက်ကိုညနေမောင်းနေရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး ဒီ blessing ပေးဖို့ပေါ့နော်တင်းတို့နေရာအတွက် advancing ကိုအချိန်ကြရတယ်ဆိုတာမျိုးဖြစ်လာခဲ့ပေါ့နော်အဲ့ဒီအချိန်မှာတင်းတို့နေရာပေါင်းစည်းလိုက်တဲ့အချိန်မှာတော့ဟောအားပေါ့နော်နေရာပေါင်းနဲ့တရားရဲ့ energy နဲ့နေရာပေါင်းနဲ့ energy နဲ့တော့မတူဘူးအဲတရားထဲရှိရဆိုလို့ရှင်တော့အလူဆိုတာအထီးကျက်နေပေါ့နော်အထီးကျက်နေ အာနေတယ်ပေါ့နော်နှစ်ယောက်ပေါင်းလိုက်တဲ့ချိန်မှာဒီ the strand လိုမျိုး energy မျိုးအဲအားမျိုးခွန်အားမျိုးအရလာမယ်ပေါ့နော်နှစ်ယောက်ပေါင်းလိုက်တဲ့ချိန်မှာအာပြီးသွားလို့ရှိရင်ဒီကဘာကြီးတခုလုံးအပိုင်းဆိုင်ရတတို့ပေါ့နော်သူနဲ့ကိုနဲ့ကဘာလေးပေါ့သူနဲ့ကိုနဲ့ကဘာလေးကအာပြီးပြည့်စုံနဲ့ပြီးပြည့်စုံနဲ့ boundary လေးပေါ့နော်ပြီးပြည့်စုံနဲ့ပြီးပြည့်စုံနဲ့အဝအဝိုင်းလေးပေါ့နော်ပြီးပြည့်စုံနဲ့အဝအဝိုင်းလေး အဲ့လိုမျိုးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီကြတော့ဒီ story လေးရဲ့ဒီ story လေးပေါ့နော် the future spark ပေါ့နော်တင်းရဲ့အနာဂတ်ပူဇာရှင်အိမ်အောင်ဘတ် အတွက်ကြည်ပေးထားတယ် quality reading လေးကတော့ဒီလောက်ပါပဲ and energy ကိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ဒါက quality reading ဆိုတဲ့အတွက်ကြောင့်မလို့အများစုပေါ့နော်ကျွန်မနဲ့ energy ကိုက်မယ်လို့အများစုရဲ့ energy ကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲတယောက်ချင်းစီနဲ့တော့အဲ detail ကတော့နည်းနည်းလေး꿰ပြတာမျိုးပေါ့နော်အသေးစိတ်လေးတွေမှာနည်းနည်း꿰ပြတာမျိုးလည်းရှိနိုင်တယ်ဒါကတော့ general sense ပေါ့နော်ရေဘူးရ sense မျိုး ဖြစ်နေတတ်တယ်ပေါ့နော်အဲကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်